မင်္ဂလာပါကျွန်မ application လေးတစ်ခုနဲ့ဒီလောက်မိတ်ဆက်ပြီမြောเนาะအခုတုံးနေတဲ့ application ကကြာတော့ဒါ screen recorder လေးဒါလေးကိုဖွင့်ပြီးတော့ screen sharing လုပ်မယ်ဆိုလို့ရှင်ကို phone screen မှာရှိတာလေးတွေအကုန်လုံးဒီကိုရဲ့ဒီ video record အနေနဲ့လဲသွားပုံနေမှာပေါ့အဲ့ဒါဆိုရင်ကိုအဆင်ပြေသလိုတုံးလို့ရတယ်ပေါ့တခါတလေကြာလို့ရှင်လဲဒီကိုကအမှ တချင်းနေပါလေဆိုခြင်းနဲ့ပေါ့ဒါဆိုရင်လည်းကာရာအိုကေဒီ app နဲ့သုံးဖို့အဆင်မပြေဘူးပေါ့နော်အဆင်မပြေသေးဘူးကိုဖုန်းနဲ့အဆင်မပြေသေးဘူးဆိုရင်လည်းအဲသုံးလို့ရတယ်ပေါ့ဒါတော့ကိုအဆင်ပြေသလိုအဲသုံးလို့ရတဲ့လောက်သူပေးထားတဲ့ tool လေးတွေနဲ့ရအောင်တော့ပေါ့နော်နောက်ပြီးတော့ စာတင်နာမှာလေးသုံးရတယ်စာတင်နာမှာသုံးနေဆိုတာကဒီ live ပုံစံထက်စာလို့ရှင်ရင် recorded ပေါ့နော် live လေးရပြီမသိတော့အဆင်မပြေဘူးကျွန်မ try ကြည့်တာအဲ record လေးနဲ့ဆိုရင်အဆင်ပြေတယ်အဆင်ပြေတယ်ခုနပြောသလို phone screen မှာသူက share ထားတာ ဟိုပေါ်နေမှာဆိုတော့လေကိုရဲ့ဒီအပြောလိုက်တဲ့ speaker အဲ speaker ကပြောတဲ့အတန်ကလည်းသူရဲ့ဒီဟိုပါပေါ့ recording video လည်းဝင်သွားမယ်ပြီးလို့ရှိရင်ကိုကအကြေပြီး video တခု share ချင်တယ်ပေါ့နော် video တခု share ချင်တယ်ဆိုလို့ရှိရင်လည်း YouTube ကနေပဲဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးကိုတုံးလိုက်မယ်ဒီ social platform တခုခုကနေလည်းထပ်ပြီးတော့ဟို video play ပြီးလည်း share လို့ရတယ်ဒါမှမဟုတ်လဲကိုယ့်ရဲ့ဒီ internet ပေါ့နော် internet ထဲမှာရှိနေတဲ့ video နဲ့လည်း share လို့ရတယ်အကုန်အဆင်ပြေသလိုပေါ့သူပေးထားတဲ့သူရဲ့ကိုယ့်ရဲ့ phone version ရဲ့အဆင်ပြေသလိုသုံးလို့ရတယ်ပေါ့ပုံမှန်ဆိုရင်ကျွန်မကကြတော့အဲ့ဒီဒီ YouTube ကနေပြီးတော့ပဲဖြစ်ဖြစ် internet တွေကတော့ဖြစ်ဖြစ်ပေါ့နော်အဲ့ဒီ video တွေ share 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 ဖို့ရနောက်တစ်ခုကကိုယ့်ရဲ့ အဲစကပီပေါ့စကပီဖိုင်နေပေါ့အဲ့ဒါလည်းရှင်းမယ်ပြီးလို့ရှိရင်ဟိုဖိုတိုလေးတွေပေါ့နော် gallery တွေကနေပြီးတော့လဲဒီ lesson note လေးတွေကို screen photo ရိုက်ထားရဲဆိုရင်လည်းအဲ့လိုမျိုး screen photo လေးတွေကိုလည်းပြန်ပြီးတော့ share မယ်ပေါ့ အဲ့အလိုလေးတော့တော်တော်လေးအဆင်ပြေတယ်ဒါကတော့ recorded video ဆန်တာပေါ့ပုံမှန်ဆိုလို့ရှိရင်တော့ဒီ live ပေါ့နော် live လေးပေါ့ live ပုံစံလေးပေါ့အဲ့လိုမျိုးကိုကစာတင်နေတဲ့အချိန်မှာ live လေးကို record ယူရမျိုးလုပ်ချင်တာ Telegram နဲ့တော့ share ရတယ်မြန် Telegram က data လည်းတအားစားတယ်ပေါ့နော် data လည်းစားတယ်ကိုအရင်လိုအပ်နေတဲ့အချိန်ဆိုတော့လည်း Telegram သုံးလိုက်ပေါ့နော် Telegram က tool လေးလည်းတော်တော်လေးအဆင်ပြေစိုက်တယ်ဒါပေမဲ့ data ဆွေးတယ်ခါကြရင်လည်း connection ကမကောင်းတဲ့အချိန်ကြရင်တိတ်အဆင်မပြေဘူး ဒါလေးကကြတော့အဆင်ပြေတယ်။ဘာလို့လဲဆိုတော့လေအဓိကက recorded video တွေလုပ်ပြီးတော့ပြန်ပြီးတော့ဒီ Facebook မှာ upload ပါเนาะ upload မယ်ဆိုလို့ရှိရင်ဟို file size လေးမကြီးချင်ဘူး file size file size လေးမကြီးချင်ဘူးပြီးလို့ရှိရင်ဟာတော်တော်လေးအဆင်ပြေစေအဆင်ပြေချင်တယ်။ဘာလို့လဲဆိုတော့ Facebook ကနေပြီးတော့ live live ကိုမှကိုကွာဟို private ပြောမယ်ဆို only me နဲ့အရင်အောင်ဆုံးက record လုပ်လိုက်တယ် live ကို record လုပ်လိုက်တယ်ပြင်ပြန်တင်တယ်အဲ့လိုတင်တဲ့အခါမျိုးကြာလို့ရှင်ကြာတော့သူက direct မရဘဲနဲ့ဒီသူ့ရဲ့ကတော့ live recorded live video ကိုပြန်ပြီး download ကမှာလေ download ကမှာဆိုတော့ facebook download တာနဲ့လုပ်မယ်ဆိုရင်ကိုကအဆင်မပြေဘူးတော်တော်လေးကိုလိုင်းရလဲကြာတယ်ဗောနော်ဟိုပေးမသုံးတဲ့ပုံစံမျိုးထီအောင်ဖြစ်နေပေးမသုံးတာမဟုတ်ဘူးအဆင်မပြေဘူးကြာတော့ဒီမှာသုံးရတာလေအဲ့လိုဖြစ်နေခါကျတော့အဆင်ပြေဆုံးဖြစ်အောင်ကိုတည်တယ် ာကိုလိုက်ပြီးရွေးရတာနည်းနည်းတော့ဟိုကိုယ့်အတွက် chance ကတော့နေတယ်ဗောနော်အဲ့တော့အဓိကလေး system မှာ assistant camera ကျတော့လေအရင်ကြီးသူက file site ကကြီးရကြီးတဲ့ခါကျလို့ရှင်လဲဟိုပြန်ပြီးတော့ Facebook မှာခုနလို video upload လို့ရှင်လဲ တော်တော်အဆင်မပြေပြန်ဘူး YouTube ဆိုလို့ share လုပ်ဖို့ဆိုပေါ့နော်ကိုက subscriber များများစသမရှိရပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်လဲဒီအရန် file size ကြီးနေလို့ဆိုရင်လည်းတင်ရတာတိတ်အဆင်မပြေဘူးကိုရီးယားကဒီ live stream မှာလည်းမဟုတ်ဘူးနောက်ပြီးတော့ video creator လည်းမဟုတ်ဘူးပေါ့နော်ကိုရဲ့လုပ်ငန်းအတွက်ကိုအမ်ကို phone version နဲ့ကိုတုံးတက်တလောက်ကိုတူလေးတွေစုံစုံလေးလေးနဲ့အဆင်ပြေဆုံးဖြစ်အောင်ကြတော့ chance ကနေတယ်ပေါ့နော်အားကြောင့်မလို့တိတဲ့လောက်လေးတော့ပြန် share ပေးရအောင်နောက်မိကြမှာအမ်စူးစမ်းပြီးတော့ဒီ No me una de le tombiame, ¿no?